ဟိုးတုန်းကသားနှစ်ယောက်သမီးတစ်ယောက်နဲ့အတူမိဘနှစ်ပါးတို့ဟာလှေလေးတစ်စီးနဲ့အတူခရီးထွက်လာကြတယ်။ဖခင်ကရှိကနေလှေကိုရှိကိုပြေးနိုင်အောင်တက်နဲ့လျှော်ခတ်လို့ပေါ့။မိခင်ဖြစ်သူကတော့နောက်ကနေလှေလေးကိုတဲ့တဲ့မတ်မတ်သွားနိုင်အောင်ပယ်လေးကိုကိုင်းပြီးတော့လှေကိုထိန်းကျောင်းလာခဲ့ကြတယ်။သားနှစ်ယောက်နဲ့သမီးတစ်ယောက်ကတော့လှေရဲ့အလယ်မှာထိုင်ပြီးတော့လိုက်လာခဲ့ကြတယ်။ အဲ့ဒီမှာပါတယောက်ကလက်ထဲမှာပါတဲ့ဓားလေးနဲ့လှေဝန်းကိုတကြည်ကြည်ချစ်နေခဲ့တယ်။ဒါကိုပြီးခင်ဖြစ်သူက မြင်တော့လှေဝန်းကိုဓားနဲ့မချစ်ဖို့ပြောဆိုတဲ့အခါမလိန်မာတဲ့သားမိုက်ကကျွန်တော်ပါသာကျွန်တော်လှေဝန်းကိုချစ်တာပဲ။ကျွန်တော်လက်နဲ့ကျွန်တော်ချစ်တာ။ကျွန်တော်အောက်ကျွန်တော်ချစ်တာ။ခမရတို့နေရာမှာလားချစ်နေတာမှမဟုတ်ပဲ။ခမရတို့လက်နဲ့ချစ်နေတာလည်းမဟုတ်ဘူး။လူဆိုတာ လွတ်လပ်ပိုင်권ရှိပါတယ်လို့ပြန်ပြောတဲ့အနာကအကိုဖြစ်သူနဲ့အမကပြောလဲမရမိခင်ကိုယ်တိုင်ပြောလဲမရနဲ့သူ့အောက်ကလှေဝန်းကိုဓာလေးနဲ့တကြည်ကြည်ချစ်လာခဲ့တယ်။ကြားလာတဲ့အခါမှာတော့လှေဝန်းဟာပေါက်သွားခဲ့တော့တာပေါ့။အဲဒီလိုပေါက်သွားတဲ့အပေါက်ကနေပဲရေတွေဝန်းလာပြီးတော့လှေဟာနစ်မြုပ်ပြီးမိသားစုတစ်စုလုံးနစ်မြုပ်ပြီးဆုံးခဲ့ကြရတယ်တဲ့။ တကယ်လေတကယ်ဓာတ်နဲ့ဖောက်လို့တကယ်ပေါက်ပြီးတော့တကယ်လှေနစ်သွားတာမသွားတာသိကြမသိပေမဲ့ဒီနေ့လောကမှာတော့မိသားစုတွေမှာလှေဝမ်းဖောက်တဲ့သားသမီးစုတွေကြောင့်နစ်မြုပ်ပျက်စီးသွားကြရတဲ့မိသားစုတွေဟာလက်တွေ့လူလောကထဲမှာအများအပြားတွေ့မြင်နိုင်တယ်။ကိုယ်လည်းနဲ့ကိုယ်ဖောက်တာပဲကိုယ်ဓာတ်နဲ့ကိုယ်ချစ်တာပဲကိုယ်အောက်ကိုကိုယ်ချစ်တာပဲဆိုပေမဲ့လှေပေါ်မှာကိုယ်တယောက်တည်းရှိနေတာမဟုတ်ဘူးဆိုတာ သိထားပါလူဆိုတာအထာနထာမနာတိဇာနာတိတိမနှုတ်သောဆိုတဲ့အတိုင်းအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးကိုသိတတ်လို့လူလို့ခေါ်တာလှုပ်တဲ့မလှုပ်တဲ့စဉ်းစားတတ်မှလူကောင်းတယ်ဆိုးတယ်ခွဲခြားသိတတ်မှလူအထာဟေတုကုလနာဥပဂတာယလူသားတွေပျက်စီးခြင်းရှင်မျိုးထဲမှာကုလီဝါကုလင်ခါရောတိဝါဥပ္ပစတိတဲ့အမျိုးထဲမှာမိသားစုထဲမှာ ဆွေမျိုးထဲမှာကုလင်ဃာရဆိုတဲ့အမျိုးမိကြီးကဲမိသားစုကိုဆွေမျိုးတွေကိုအပူပေးတဲ့မိကြီးကဲလို့သားစုသမီးစုတွေအဲ့လိုလူတွေကြောင့်အမျိုးတွေဆင်းရဲဒုက္ခရောက်ကြရတယ်လို့ဗုဒ္ဓကမိငဲ့တဲ့စကားလေးရှိတယ်။ကိုဟာကိုမိသားစုမှာ အပူပေးတဲ့မိကြီးကဲဘယ်တော့မှ မဖြစ်ပါစေနဲ့။သားဆိုတာမာတာပိတုဏဟရိယံပုရိသီတိပုရိသောတဲ့ မိဘတွေရဲ့စိတ်နှလုံးကိုရှင်ပြုံးစေတတ်လို့သားလို့ခေါ်တာမိဘတွေမှာဗာလီမွေးလာလဲဆိုရင်သားလေးဆိုရင်အားရဖြစ်လာကြတဲ့အဲ့ဒါလို့မိဘတွေစိတ်နှလုံးကိုရှင်ပြုံးစေတတ်လို့သားလို့ခေါ်တာကိုဟာမိဘတွေကို စိတ်ဆင်းရဲအောင်မိသားစုကိုဒုက္ခရောက်အောင်လုပ်နေတယ်ဆိုရင်သားမဟုတ်နိုင်ဘူးသားမဖြစ်နိုင်ဘူးကုလင်္ကာရမိသားစုရဲ့မိကြီးခဲပဲ ညီကုန်းချုပ်ပြောခဲ့ချင်တာကတော့လူရဲလို့ဖြစ်လာတဲ့အချိန်လေးမှာကိုကိုကူလည်းဆင်းရဲဒုက္ခရောက်အောင်ဘယ်တော့မှမလုပ်ပါနဲ့ကိုမိသားစုကိုဆွေမျိုးတွေကိုလည်းဆင်းရဲဒုက္ခရောက်အောင်ဘယ်တော့မှမလုပ်ပါနဲ့ကိုဟာလှေဝမ်းဖောက်သူဘယ်တော့မှမဖြစ်ပါစေနဲ့မိပါတွေညီကိုမောင်နှမတွေနဖူးဟာကြွေချီမပြေးအောင်လှုပ်ဆောင်နေကြတဲ့အချိန်ကိုဟာဂိမ်းနေတဲ့အချိန်ကုန်ဖုံးနေတဲ့အချိန်ကုန်အဆော့နေတဲ့အချိန်ကုန် ငွေတွေဖြုံသုံးပြီးအချိန်တွေဖြုံးနေရင်ကိုဟာမိသားစု လေဝန်းကို ဖောက်နေသူဖြစ်တယ်ဆိုတာသိထားပါညီကုန်းချုပ်အနေနဲ့ပြောခဲ့ကျင်တာကတော့မိသားစုနဲ့နေတဲ့သူတိုင်းနေတဲ့သူတိုင်းမိသားစုဆိုတဲ့လေဝန်းကို ဖောက်သူ မဖြစ်ပါစေနဲ့ရရွာနဲ့နေတဲ့သူတိုင်းရရွာနဲ့နေတိုင်းသူတိုင်းရရွာရဲ့လေဝန်းကိုဖောက်သူရွာသားမဖြစ်ပါစေနဲ့ကိုနေတတ်လို့နေတာ ိုနေခြင်းတို့နေတာဆိုပေမဲ့ကို့ကြောင့်ကိုနဲ့ဝန်းကျင်ကိုဆင်းရဲဒုက္ခရောက်စေသူမဖြစ်အောင်ဆင်းရဲဒုက္ခရောက်စေတဲ့နေခြင်းမျိုးမဖြစ်အောင်ကြိုးစားကြပါလို့တိုက်တွန်းနဲ့ဏီကုံချုပ်လိုက်ပါတယ်